ီရပိုင်းလူမှုကွန်ရက်ဆာမျက်နှာတွေပေါ်မှာ TRA ကိုတက်ဆဖောက်ဆိုပြီးတော့ white send နေကြတာကျွန်တော်တို့အားလုံးတွေ့ရမှာပဲစိတ်ခံစားမှုရကျွန်တော်တို့ခင်ဗျားတို့နာကျင်တာကိုကျွန်တော်ကောက်ကောက်နားလဲပါတယ်လက်ထဲရောက်တဲ့ကိတ်မုတ်ကိုပုတ်ချခံလိုက်ရတဲ့ဆိုတော့ရင်ကွဲနေတဲ့ဗိုလ်ချုပ်တားဖုတ်ကျော်ရဲ့ခံစားချက်ကိုလည်းမဟာဗျူဟာမျက်လုံးနဲ့ကြည်တက်ဖို့တော့လိုပါလိမ့်မယ်အခုချိန်မှာလူတိုင်းကမူကုတ်ကို TRA ပြန်ပေးလိုက်ပြီးစစ်တပ်ကမြို့ထဲပြန်ဝင်လာပြီးပွဲပြီးပြီးပေါ့အေးစေးစေးတည်ငြိမ်သွားပြီလို့ထင်နေကြတယ် တကယ်တကယ်တန်းကအမြင်ပြမအဲ့ဒီလောက်ထိရိုးရှင်းမနေပါဘူး။ဆော်ရွက်ပေါ်မှာလက်မှတ်ထိုးလိုက်ရုံနဲ့စစ်ပွဲတစ်ခုဟာရပ်သွားရောလား။မဟုတ်ပါဘူး။လောကမရက်ပါဘူး။အခုကျွန်တော်တို့ခင်ဗျားတို့မြင်နေရတဲ့ administrative handover လို့ခေါ်တဲ့အုပ်ချုပ်မှုလွယ်ပြောင်းခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ military choice ဆိုတဲ့စည်ရေးဗျမ်းပတာအခြေအနေဦးတည်သွားနေတဲ့အလက်တောက်တစ်ခုကိုတွေးရမှာပါ။အခုဗီဒီယိုမှာမိုးကုတ်မိုးမိတ်ဝင်ရို AHIS မှာဘာတွေဖြစ်နေလဲဖော်တော့ကော်ရီတာ တရုတ် PR TRA ရဲ့ဘန်ဒါရေးအချက်အတဲနဲ့ KIA ရဲ့တဘောထားတေးမှမှုတရုတ်နဲ့ညှိနှိုင်းမှုအဲ့ဒီလိုမျိုးအချက်တွေကလည်းကွဲထွက်လာတဲ့မိဘွားတွေကိုကျွန်တော်တုံ့တက်တင်ပြချင်းပါတယ်ပထမဦးဆုံးဒီနေရာမှာကျွန်တော်တို့စိတ်ခံစားချက်တွေကိုခဏဘေးဖက်ပြီးတော့အချက်လက်တွေနဲ့ကြည့်အောင်ပါ TRA အထွေထွေအတွင်းရင်းမှုဗိုလ်ချုပ်တားဖုတ်ကျော်ရဲ့ဒီကဒီဇင်ဘာ၁ရက်နေ့ထုတ်ပြောလာတဲ့စကားတွေဟာတာမန်တောင်းပန်စာတစ်စောင်တော့မဟုတ်ပါဘူး ဒါဟာတော်လိုင်းအဖွဲ့အစည်းတစ်ခုရဲ့အသက်အန္တရာယ်ရှိတဲ့အားနည်းချက်ကိုတနည်းတစ်ဖုတ်ဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။ဒီနေရာမှာဘသူမားတဲ့မန်တဲ့စိတ်ခံစားချက်ကိုကျွန်တော်မပြောပါဘူး။အခုပြောချင်တာကသူဘာပြောခဲ့လဲ။ကြည်မရှိ၊ဘတ်ဂျက်မရှိ၊လူအင်အားသိပေးဖို့လူမရှိဆိုတဲ့စကားလေးလူအင်အားရော့နေလာတယ်လို့ပြောခဲ့တယ်။ဒါကဘာကိုပြနေလဲဆိုရင်တရုတ်ကနယ်စပ်ဂိတ်တွေကိုပိတ်ထားတယ်။ကုန်သွယ်လမ်းကြောင်းတွေကိုဖျက်လိုက်တဲ့အခါမှာ လက်နဲ့ဘလောက်ပဲကောင်းကောင်းစိတ်ဓာတ်ဘလောက်ပဲတက်ကြွကြွပြင်းထက်ထန် logistic ထောက်ပို့ပြတ်သွားရင်စတိုင်လို့မရတော့ဘူးဆိုတော့အရှိတရားကိုမြင်သားပါတယ်။တပ်ပြစ်မှာကိုဒေါ်လာဘီလီယံနဲ့ချီအကျွေးတင်နေပြီလို့ပြောတာတွေဟာအဲ့ဒီအဖွဲ့စည်းရဲ့ economic collapse စီးပွားရေးဒေဝါလီခံရလို့နှိပါအခြေအနေကို ပြနေတာဖြစ်ပါတယ်။အဲ့တော့သူတို့ရွေးချယ်လိုက်တာက territorial for survival ရှင်းတာရေးအတွက်ထိုက်ချုပ်နယ်မြေကို ပြန်ပေးလိုက်တဲ့သဘောပါ။ နယ်မြေပေးပြီးအသက်ဆက်မလားအကုတ်အသေးခံမလားဆိုတဲ့လမ်းဆုံမှာမိုးကုတ်ကိုစတေးလိုက်ရတာမျိုးဖြစ်ပါတယ်ဒီနေရာမှာပြဿနာကစတော့တော့ပဲတရအေအဆုတ်ပေးလိုက်တဲ့ဆိုပေမဲ့အဲ့ဒီနေရာမှာမဟာမိတ်တွေအများကြီးကြံခဲ့ပါတယ်သူတို့တွေလက်မခံပါဘူးအထူးသဖြင့် local pdf တွေ pa a တွေမိုးကုတ်ဘူဟာ train ဘူဟာ mdy pdf အာ kia a တို့ရှိပါတယ်အခုမိုးကုတ်အနောက်မြောက်ဖက်ချမ်းချောင်းကြီးကြောက်ဝဘော်ပဒန်းဖက်မှာတိုက်ပွဲတွေပြင်းထန်နေတာ အလုပ်လည်းတိပြီးတတိထားမိကြမှာပါ KIA ဘုံမူကြီးနော့ဘူပြော BBC ကိုပြောထားတဲ့သတင်းမှာမုံမိတ်ဟာ KIA အမှတ်34တက်ရင်းနဲ့ကန့်နေပါလေတိုက်ပွဲပုံစံမျိုးကူးလာရင်တော့ပြန်ချရမှာပဲဆိုပြီးပြောပါတယ်ဒါဟာဘာကိုပြလဲဆိုရင်တရုတ်ကစပွဲဝိုင်းမှာဒီဧရိယာကိုစစ်တပ်ကိုပြန်ပေးလို့ညွန်ကြားလို့ရနိုင်ပေမဲ့မြေပြင်မှာတင်နာကင်ထားတဲ့အခြားအဖွဲ့တွေ KIA PDF PAA တခြားအဖွဲ့တွေ control လုပ်ဖို့မလွယ်ဘူးဆိုတာပါပဲ။ တရုတ်ဖိအားဘလောက်ဒီဆိုလဲဆိုရင် AOD ရဲ့အဆောင်ပါတပုတ်မှာဒီဇင်ဘာ10ရက်နေ့မှာပါလာတယ်။နိုဝင်ဘာ20ရက်နေ့ကတည်းကဘူချိုကြီးကန့်ရှောင်းနဲ့တရုတ်အထူးကိုယ်စားလှယ်တိတ်ရှိကျန်းတို့တွဲဆုပ်ခဲ့ပြီးတော့မိုးမုတ်မိုးကုတ်မိုးမိတ်လက်လွဲယူတဲ့ကိစ္စပေါ်မှာဘာမှဝင်ပြီးတော့မပတ်သက်ဖို့ဝင်မတားဆီးဖို့ဝင်မဖြတ်ဖို့ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။သူနှိမ့်တာမဟုတ်ပဲနဲ့အမိတ်ဘေးသဘောတော့တူတူပါပဲ။စစ်တပ်ကအခုမိုးကုတ်မျိုးတွေကရောက်လာတဲ့အချိန်မှာစာတင်ချောင်းတွေဘော်လုံးကွင်းတွေ ဟာဝဲစာအများတွေတက်ဆင်နေပါတယ်။ညောင်ပေကြီးရက်ခွက်ကအဲ့တွေကိုမီးရှို့နေပါတယ်။ဒါဟာမုံမိတ်ဘက်ကိုဆက်ကြောင်းထိုးတဲ့ခါကျရင်ထောက်လိုက်ရလူထုကိုအကြောက်တရားပေးပြီးတော့ရှင်းထုတ်တဲ့သဘောမျိုးပါ။ဆိုလိုချင်တာကဒါဟာအုတ်ချုပ်ရရန်တရားပြန်လက်ပတ်ခြင်းမဟုတ်ပါဘူး။ Fire base ပြကူတဲ့စကန်လက်နဲ့ကြီးစကန်ပုံစံမျိုးတိဆောက်နေတာပါ။ဒီတော့ခံစစ်လာယူတာမျိုးမဟုတ်ပဲထိုးစစ်စေတဲ့သဘောနဲ့တူပါတယ်။သူတို့မျိုးကိုလိုချင်တာအခွန်တရားစတာတိတန်တက်တက်ရည်ရွယ်တာမျိုးမဟုတ်ပါဘူး။ ဆက်ပြီးတော့ကြည့်ပါဦးဒီနေရာမှာ system thinking နဲ့ကြည့်မယ်ဆိုရင်စတက်ကဘာလို့မိုးကုတ်မိုးမိတ်အဲ့ဒီလောက်အသက်တန်လိုချင်ရတာလဲကြောင်းမြေရတနာကြောက်လားမဟုတ်ပါဘူးအဓိကဟာ west gate defense လမ်းကြောင်းအတွက်ပါပဲမိုးကုတ်ရဲ့ outfit က port dot lens ကိုသူတို့ပြန်ရောက်သွားပြီဆိုရင်တပိတ်ကျင်းတဲ့တစ်ခုလုံးကိုတေချာပေါက်ထိုင်းနိုင်သွားပါပြီတပိတ်ကျင်းကိုရရင်စင်ကူမတရားလမ်းကြောင်းကိုတေချာပေါက်ပြန်ဖွင့်နိုင်ပါလိမ့်မယ်ဆိုလိုချင်တာကမန္တလေးမြို့ရဲ့မြောက်ဖက်ခန်းစစ်စီး the fast line စစ်တပ်ကပြန်ပြီးအသက်သွင်းချင်းနေတဲ့သဘောပါတကယ်လို့တော့မိုးကုတ်မိုးမိတ်လမ်းကြောင်းကိုစစ်တပ်ကတရားရခိုင်တော့ control ရသွားပြီဆိုရင်မန္တလေးကိုဥတည်နေတဲ့စစ်စင်ရေးဟာအကြီးကျယ်ခြေချောက်ခံရနိုင်ပါတယ်ဆိုလို့ရှိရင်ကမန္တလေးထိုးစစ်ပြတ်ပါပြီဒါကြောင့် KIA နဲ့ PDF တွေကဒီလမ်းကြောင်းကိုအပိတ်မခံမဲနဲ့အသေးခံတိုက်နေတာလည်းဖြစ်ပါတယ်ဒီလမ်းကြောင်းကို ပြတ်တော့သွားလို့မန္တလေးထိုးစစ်ပြတ်တာထက် မန္တလေးဒေသနဲ့ရှမ်းမြောက်ရဲ့ logistic ချိတ်ဆက်မှုပါပြတ်တောက်သွားမှာဖြစ်ပါတယ်။ဒါတရုတ်လူချင်းတဲ့အခြေအနေပါ။ဒီနေ့ဖြစ်ဆက်ပါဖြစ်လာမလဲဆိုတဲ့အခင်းချင်းကိုတွေ့ကြည့်မယ်ဆိုရင် scenario နှစ်ခုရှိပါတယ်။ပထမ scenario ကစစ်တပ်ကမြို့ပေါ်မှာအခုလိုမျိုးအခိုင်အမာခြေကုပ်ယူမယ်။ TIAA မရှိတော့ပေမဲ့ PDF တွေကို Clearland Operation ပေါ့ရှင်းလင်းရေးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်မယ်။စစ်တပ်ကမိုးကုတ်အခြေပြုတ်မိပြီးတော့လက်နက်ကြီးတပ်ဆင်ထားတဲ့အပစ်ကူတွေနဲ့ပတ်ဝန်းကျင် PDS စခန်းတွေ ပပလက်မှာရှိတဲ့တောတောင်းနေမှာရှိတဲ့စခန်းတွေကိုပြစ်ကူနဲ့ရှင်းလင်းမယ်။ပြီးရင်မိုးမိတ်ဖက်ကိုထိုးဖောက်ပြီး KIA ကိုဖိအားပေးမယ်။ဒါဟာသူတို့ရဲ့အစီအစဉ်တစ်ခုပဲ။ညောင်ပေကြီးရက်ကွက်ကအဲ့ဒီမီးရှို့ခံရတာဟာ psychological warfare စိတ်ဓာတ်ဆင်ရဲအဆောက်ပဲ။လူထုကိုအကြောက်တရားပေးပြီးတော့ရှင်းလင်းလိုက်တာပါ။သူတို့စစ်ကြောင်းထိုးတဲ့ခါကျရင်တတိပောက်ကြမှုမရှိအောင်ဖြစ်ပါတယ်။အဆောက်ပဲရှိပါသေးတယ်။ပြီးတော့ဖြစ်လာနိုင်ချင်နောက်တစ်ခုကတော့ဒါကတော့မြို့ထဲမှာစစ်တပ်ကရှိနေပေမဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကမြို့ပြတောင်ကုန်းတွေ တော်လိုင်းရေးတပ်တွေကစုမှုထားမယ် logistics တွေထွက်ပေါက်ဝင်ပေါက်လမ်းကြောင်းတွေအဓိကအဆက်မိုင်လောက်ဝန်းကျင်ကနေပြီးတော့တေချာပေါက်ထိတ်ချုပ်ထားမယ်ဆိုရင်စစ်စင်ရေးပုံစံကို urban gorilla မြို့ပြပြောက်ချောင်းပုံစံနဲ့ဖြတ်တောက်တိုက်ခိုက်မယ် pdf တွေကတိုက်မယ် kia ပူပေါက်တပ်တွေကနောက်ကနေလက်နက်ကြီးပစ်ကူပစ်မယ်မြို့တွင် urban warfare ကိုရှောင်ပြီးတော့လမ်းကြောင်းဖြတ်တောက်ရေးတွေကိုပဲအဓိကဇောက်ချလုံးမယ်ဆိုရင်စစ်တပ်ဟာမြို့ထဲမှာပိတ်မိနေပြီးတော့ထောက်ဖို့လမ်းကြောင်းတွေဖြတ်တောက်ခံထားရတဲ့အိုင်တဲကကျွဲတဲ့ကောင်ဖြစ်သွားပါလိမ့်မယ် ဆိုလိုချင်တာကစစ်တပ်ဟာမြို့ကိုရောက်ပြီမဲ့မြို့ပြင်ထွက်တာနဲ့အသေးခံရမဲ့အခြေအနေမျိုးဆိုလိုတာပါ။လာမဲ့တပတ်နှစ်ပတ်လောက်အတွင်းဆောက်ကြည့်ရမဲ့မိုင်းကျိုးတွေကတော့အချက်ပေးခေါလောင်းပေါ့ဗျာ။နံပါတ်၁ကရအရေးတုတ်ပြတ်မှုပါ။တရုတ်အထူးကိုယ်စားလှယ်တိတ်ရှိကျင်းရဲ့ဝေချုပ်ကန်ဆောင်နဲ့နိုဝင်ဘာ20ရက်နေ့တတိပေးချက် ARD ဆောင်းပါးမှာပါတဲ့အချက်ရအဲ့ဒီအချက်ကို KIA ဘယ်လောက်ထိလွန်ဆန်းမလဲခုခက်စေးပုံစံမျိုးနဲ့ပဲသွားမှာလားနံပါတ်1ကမူးကမူးမိတ်လမ်းပိုင်းကို ဘသူစိုးမိုးနိုင်မလဲဆိုတာကစစ်ပွဲရဲ့အစိုးအဖြတ်တစ်ခုဖြစ်လာမှာပါမြေပြင်က PDF ရဲဘော်တွေနဲ့ဒေသခံကာကွယ်တပ်ဖွဲ့တွေကိုကျွန်တော်အကြံတစ်ခုလောက်ပေးချင်ပါတယ်မြေနေရာအတွက်မတိုက်ပါနဲ့ထောက်ဖို့လမ်းကြောင်းကိုဖြစ်စည်းဖို့ပဲတိုက်ဖို့တိုက်တော့ချင်ပါတယ်စစ်တပ်ကအင်အားထောက်နေရနဲ့မြို့ထဲမှာအထိုင်ချနေတာကိုမြေနဲ့ချေးဆိုင်တွားပြီးတော့မတိုက်ပါနဲ့သူတို့ရဲ့အားနည်းချက်ကလမ်းကြောင်းတွေလမ်းတွေမှာဖြစ်ပါတယ်မိုးကုတ်မိုးမိတ်လမ်းကြောင်းမန္တလေးမိုးကုတ်လမ်းပိုင်းတွေ death threat တိမေတမန်ထောက်ချောက်တွေအဖြစ်မဖြစ်မနေပြောင်းလဲပြဖို့လိုပါတယ်။သူတို့မျိုးထဲမှာနေပါသည်။ဒါပေမဲ့သူတို့စီကိုဆန်တပြီကြည်တတော့ logistic မရအောင်ဖျက်တောက်တော့ကောင်းမှကျွန်တော်တို့အတွက်အနိုင်ကွက်ဖြစ်ပါလိမ့်မယ်။တယောက်က PR အမျိုးမျိုးနဲ့လှုပ်လို့ရတယ်။ဒါပေမဲ့ပြည်သူတွေရဲ့စိတ်ဓာတ်တော်လန်ရေးစိတ်ကိုတော့ဘယ်စပွဲဝိုင်းမှာမှအလဲလက်လှုပ်ပြီးရောင်းချလို့မရဘူးဆိုတာမိုးကုတ်တောက်တန်းတွေကအသက်တည်ပြနိုင်ဖို့လိုပါတယ်။ညီကောင်ချုပ်အနေနဲ့ပြောချင်တာတစ်ခုရှိပါတယ်။ TNA ရဲ့ဆုံးဖြတ်ချက်အပေါ်ဝေဖန်မှုတွေရှိကောင်းရှိမှာပဲတိုက်ခိုက်ပြင်းထန်တဲ့ဆော့ဆွဲမှုတွေရှိမှာပဲဒါပေမဲ့ဒါဟာကျွန်တော်တို့အားလုံးအတွက် wake up call တတိပိတ်ခေါင်းလောင်းတစ်ခုပါပဲကိုအားကိုကိုပြီးတိုက်နေကြတာတော့မှန်ပေမဲ့နေသက်အခြေပြုဒေါ်လာရေးဟာပထဝီနိုင်ငံရေးဆိုတဲ့ကြိုးဆွဲရကိုကာဖို့ဖိအားတွေမဖြစ်မနေရှိနေတော့ပါဒါကြောင့်မဟာမိတ်အဖွဲ့ကြီးတွေရဲ့နိုင်ငံရေးအခက်အခဲကိုနားလည်ပေးရင်လည်း ီမအခြေပြု PDF တွေ edit တွေဟာကိုချစ်တော်ဘက်ကိုရတည်နိုင်တဲ့ independent logistic channel တွေလွတ်လပ်တဲ့ထောက်ပို့ဒဏ်ချောင်းတွေကိုမဖြစ်မနေတိဆောက်ထားဖို့ကိုအောက်ကိုကိုကိုလိုပါတယ်သူများပိတ်လိုက်တဲ့တကားကိုမျောနေမဲ့အစားအချင်းချင်းကြားမှာပို့ပြီးတော့ပြဿနာကြီးမဲ့ပြောဆိုမှုတွေနဲ့ရန်လိုမှုတွေအစားပဋိပက္ခတွေအစားကိုယ်တိုင်ဖောက်ထွက်မဲ့လမ်းကိုရှာကြဖို့အခြေတမ်းပြီးဆိုတော့ကျွန်တော်ဒီမှာလေးနဲ့တင်ပြချင်ပါတယ်